ဆုံးရှုံးမှုတွေကိုဝိပဿနာနဲ့ဖြေဖြောင်းနိုင်ဖို့ကျန်ရဲ့သူမိသားစုဝင်တွေအားလုံးသာသနာ့ဘောင်ဝင်ခဲ့ကြတဲ့မင်းနေနေရွှေတို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင် အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဆုံးရှုံးမှုတွေဖြစ်ပျောက်နိုင်ဖို့စေယောဂါဆရာဝန်တွေပြသမေးစာတကယ့်စိတ်ကိုငြိမ်းချမ်းစေတဲ့ဝိပဿနာတရားအားထုတ်ရင်းသာဖြစ်ပျောက်နိုင်ဖို့မနေ့နေ့ရွှေပါဝင်ကျင့်သူမိသားစုတစ်ခုလုံးသာသနာ့ဘောင်ဝရဲခဲကြတဲ့အကြောင်းအရာလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ပြီးခဲ့တဲ့ငလင်ပေကြီးမှာအရန်ချစ်စရာကောင်းပြီးတံမိုးချရတဲ့လူမမေတမီလေးနှစ်ယောက်ကိုရောခင်မုန်းဖြစ်သူကိုပါဆုံးရှုံးကြရီမနေ့နေ့ရွှေရဲ့ဆုံးရှုံးမှုကများစွာကြီးမားခဲ့တာပါ။ဒီမှာချင်းရှင်နဲ့ပျော်ရွှင်စာနဲ့ ိဆောက်ထားခဲ့တဲ့မိသားစုလေးတကူဟာအချိန်နဲ့မိနစ်အတွင်းမှာပဲအလုံးစုံကွဲပြောက်ပျက်စီးသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီလောက်ကြီးမှရင်ဆုံးရှုံးမှုမျိုးကိုမန်နီနီရွှေကချက်ချက်ခံရင်ဆိုင်ခဲ့ပြီးတက်ဘော်ရီမရရှိသေးတဲ့သူမရဲ့မိသားစုတွေအမျိုးသမီးဖြစ်နေပေမဲ့မမမမဲ့ရက်တီကတက်ဘော်ရီရဲ့ရအောင်ကြိုးစားခဲ့တဲ့အာခအမျိုးသမီးတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်လေသူမကိုပြိတ္တတွေကပုံမဝင်းရံပေးနေခဲ့ကြတာပါ။ မန်နေနေရွှေဟာသူမမိသားစုရဲ့ဓာတ်ပေါ်ရီတွေကိုရရှိပြီးတဲ့အခါမှာလေသူမတွေကြံရှိနေသေးတဲ့လောက်ဆရာတွေကိုဆက်လက်လောက်ကင်နေကြတာဖြစ်ပြီးသူမမိသားစုရဲ့ဝိညာဉ်လေးတွေအေဂျင့်မို့တွေအလိုကုသိုလ်တွေဆက်လက်ပြုလုပ်ပေးနေကြတာလေးဖြစ်ပါတယ်။သူမကိုယ်တိုင်ငလင်ကြီးသားမိသားစုကိုဆုံးရှုံးလိုက်ရတဲ့ငလင်ဘေးတည်ပြည်သူတယောက်ဖြစ်နေပေမယ့်အခြားငလင်ဘေးတင်ပြည်သူတွေကိုဥဆောင်လူတန်းပေးမှုတွေပြုလုပ်ပေးနေကြတာလေးဖြစ်ပါတယ်။ဂျာရီပြီးမှတော့သူမရဲ့စိတ်တည်ငြိမ်ရာအေဂျင့်ရာအတွက်ဝိပဿနာတရားကိုအားထုတ်ဖို့သာသနာပေါင်းကိုဝင်ရောက်သွားခဲ့ပြီးဖြစ်ပါတယ်။ ်။မင်းနေရှင်ဟာသူမမိသားစုကိုဆုံးရှုံးလိုက်ရတဲ့စိတ်ဒဏ်ရာတွေကမြောင်းစွာပူလောင်ခံစားနေရတာဖြစ်ပြီးဒီစိတ်ဒဏ်ရာတွေကိုဖြေပြဖို့အတွက်ဆေးရောဂါဆရာဝန်နဲ့ပြသရမယ့်အချိန်တွေရှိနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဆေးရောဂါဆရာဝန်နဲ့အပတ်စဉ်သွားရောက်ပြသနိုင်မယ့်စာ တကယ်စီအေးချင်းရစိတ်တည်ငြိမ်မှုတွေပေးမယ်ဝိပဿနာတရားကိုပဲသာသနာ့ဘာဝင်ကတရားအထုတ်ဖို့ရွေးချယ်ကြတာပဲဖြစ်ပါရည်။ဒီမအနေနဲ့ဖြစ်ပျက်တရားတွေကိုလက်ခံနိုင်အောင်စံချကသာသနာ့ဘာဝကိုဝင်ရောက်သွားကြတာဖြစ်ပြီးတလားကြာဝိပဿနာတရားကိုအထုတ်ကျင့်ကြံသွားမယ်လို့သိရပါရည်။ဒီလိုသာသနာ့ဘာဝကိုဝင်ရောက်တဲ့အခါမှာဒီမနေမဟုတ်ဘဲနေဒီမနေနှစ်ဖက်မိဘတွေပါဒီမနေတူတူသာသနာ့ဘာဝကိုဝင်ရောက်ခဲ့ကြတာဖြစ်ပြီး တဦးရဲသောတားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့သူမရဲ့ရောက်ကမဖြစ်သူကိုပါသူမနဲ့တူသာသနာ့ဘောင်ကိုဝင်ရောက်စေခဲ့တာပဲဖြစ်ပါရည်။မင်းနေရွှေအားဒီဘဝဒီခန္ဓာနဲ့နှစ်ဖက်မိဘကိုတရားကျေးဇူးနဲ့ဆက်ပြရစေ။အခုချိန်စေယောကဆရာဝန်ထက်လိုအပ်တာဝိပဿနာတရားပါဆိုကသူမသာသနာ့ဘောင်ကိုဝင်ရောက်ခဲ့ပြီးဖြစ်တဲ့အကြောင်းလေးကိုမျှဝေထားခဲ့တာပဲဖြစ်ပါရည်။ပရိသတ်တွေကတော့အမရဲ့ကုသိုလ်တွေအတွက်ထပ်တူဝမ်းသာမိရင်ကိုယ်တိုင်လည်းမျက်ရည်ဝဲမိတယ်။ အမသမီးလေးတွေနဲ့အမမျိုးသားကောင်းတဲ့ဘုံဘဝရှောင်နေမှာပါအပူတော်ကားတွေကိုတရားထုတရားမြတ်နဲ့အမြဲဆုံးငြိမ်ချနိုင်ပါစေဝိပဿနာတရားကိုလည်းတကယ်ပေါ့မြောက်အောင်ကျင့်ကြံနိုင်ပါစေတာရုတာရုပါဆရာလေးရဲ့အေဂျင့်ရဲ့အရှိန်မှစိတ်နှလုံးခဏငြိမ်ချမ်းပါစေပြည်ပြည်သမားကုသိုလ်များကြောင့်သွားနေသူတို့ဒီကောင်းရဘုံဘွားမှာထက်ဆင်ရရှိပါစေဆိုကမနေ့နေ့ရှည်အတွက်ဆုတောင်းပေးခဲ့ကြတာပါပရိသတ်ကြီးကိုလည်းဝိပဿနာတရားအားထုတ်နိုင်ဖို့သာသနာပေါင်းကိုဝင်ရောက်သွားခဲ့ပြီးဖြစ်တဲ့မနေ့နေ့ရှည်အတွက်ဆုတောင်းစကားလေးတွေကိုပြောခဲ့ပေးပါအောင်ရှင်